သူမဲ့တောင်းလားစာလားဗျာတော့တားမောင်စင်တကကြီးစာရေးလျှောက်ထားလိုက်ပါတယ်အကြောင်းတူးရှိလို့ရေးလိုက်တာပါတောင်မဲ့ရွာအကြောင်းနိုင်ခွန်ကြီးဦးတော်မအမျိုးသမီးတယောက်နဲ့ဆက်ပြီးသွားကြပြီတရွာလုံးစိတ်ဆင်းရဲကြံကြကြတာပေါ့ အဆိုဆုံးကတော့ဥသောမမေတော်တော်ဦးကြီးပါပဲ။သာဖုန်ကြီးရှိတဲ့နှောင်းကတော့ရဟမေတော်ကြီးဆိုပြီးအတော်မျက်နာကြည့်ခဲ့တာကလား။အခုသာဖုန်ကြီးကမျိုးသမီးနဲ့ထွက်သွားတယ်လဲဆိုတော့တော်တော်ကိုစိတ်ထိတ်ကပ်သွားတူတယ်။အဲ့ရတဲ့ကိုလဲတော့တာပဲ။ဟာယောဂမှာလည်းရှားလို့မတွေ့ဘူး။ဟဲ၄ရက်ပဲခံတယ်အခုဆုံးသွားရှာပြီ။တော်ဦးရဲ့အဖြစ်ကိုကြည့်ပြီးတော့မောင်မစင်းမေတော်ကသူ့လည်းဒီလိုဖြစ် ဆိုကြုံရလေမလားဆိုပြီးတော့တော်တော်စိတ်ရည်ပူပါနေတယ်။မောင်မင်းသားမိမတယောက်နဲ့ဖောက်လွဲဖောက်ပြန်ဖြစ်သွားခဲ့ရင်သူလည်းဒေါ်ဤလိုတင်မှာပဲလို့တခါကြီးကပြောတယ်။အဲ့ဒါမောင်မင်းကလည်းမိမတွေနဲ့အနေထံဆင်ញင်ဖို့ပฏิပိခိုင်းတူစာကိုရေးလိုက်ရတာပဲ။မောင်မင်းလည်းဗုဒ္ဓစာပေတွေအများကြီးတင်နေရတာပဲ။တခါကြီးအထူးပฏิပိစရာလုံးဝမတင်ပါဘူးခင်ဗျာ။အဲဒါမှပညာရှိသတိဖြစ်ခဲဖြစ်မှာစိုးလို့အခုတော့သတိပြေလျှောက်ထားပြရပြီ။ ပြီးတော့တို့မြတ်စွာဘုရားရှင်ပရိနိဗ္ဗာန်စံတော်မူကနီးမရှင်းမလင်းတာကိုငါဖျားပရိနိဗ္ဗာန်မဆန်ခင်မေးကြလို့မိန့်တော်မူတဲ့အခါမှာအရှင်အာနန္ဒမထေရကမြတ်စွာဘုရားအမျိုးသမီးနဲ့ပတ်သက်ပြီးယဟန်တော်များဘလူနေထိုင်ကျင့်သုံးရမှာဆိုတာသိကြပါတော့ဘုရားလို့ဆောက်တော့မြတ်စွာဘုရားကဘာဝင်းရှိတုံးဆိုတော့စိတ္တအာနန္ဒအမျိုးသမီးများနဲ့မတွေ့အောင်နေပါလို့မိန့်တော်မူငါစိတ်ငါနိုင်ပါလေလေဆိုပြီးအနီးကရှောင်ရင်တော့မလုပ်ဘူး အဝေးကရှောင်မှလွတ်မယ်ဆိုတာကိုသိစေချင်လို့ဒီစကားကိုမိန့်တော်မူတာပေါ့မောင်မစင်းလည်းရှောင်မယ်ဆိုရင်အဝေးကရှောင်မှနောက်တကအရှင်အာနန္ဒာကဘယ်လိုရှောက်တုံးဆိုတော့တကယ်လို့ဘုရားမတွေ့မရှိလို့တွေ့ရရင်ဘယ်လိုများတပည့်တော်တို့နေထိုင်ကျင့်သုံးပါမလဲလို့မေးတဲ့ခါကျတော့အာနန္ဒာအမျိုးသမီးများကိုမတွေ့မဖြစ်လို့တွေ့ရရင်စကားမပြောပါနဲ့တဲ့ဒီကအာနန္ဒာကစကားမပြောမဖြစ်လို့ပြောရင်ကိုဘုရားလို့မေးလျှောက်တော့ ကားမပြောမဖြစ်လို့ပြောရရင်အမေရွယ်လို့အမေရွယ်ကို အမေလို့သဘောထားနှမရွယ်ကိုနှမလို့အမရွယ်ကိုအမလို့သဘောထားပြီးပြောပါတဲ့အဲစိတ်ချရတော့မှတော့အမျိုးသမီးကိုမတွေ့အောင်နေရင်တော့အကောင်းဆုံးပေါ့မမစင်ရဲ့အခုရွာကကြောင်းနိုင်ဆရာတော်ကြီးကတက်တော်တအားကြီးလာတော့ကျမ်းမာရင်မကောင်းတော့ဘူးအဲ့ရတယ်လဲလဲနေတဲ့အရှင်ကများတယ်ဟောပြောဆုံးမမှုလည်းမလွတ်နိုင်တော့ဘူးခင်ဗျာ တခါကြီးတို့မိသားစုပေါင်းဝန်တို့ရလုံးကမောင်မကြီးကိုမြန်မြန်လာစီကြပြီတခြားရွာကကိုတော်လေးတွေရွာเจ้าဆရာတော်နဲ့ရွာသူရွာသားတွေအထောက်ပံ့နေကြောင့်ညွတ်က်စာတင်ပြီးစာမှုရတွေတော့အောင်ကြပါလေလည်းမြို့မှာလည်းအနေကြဝစီးစီးတဲ့မပြန်ဖြစ်ကုန်တော့တာပဲခင်ဗျာဟိုမပြန်မိရှိတဲ့တော်သူမှစီးစီးတဲ့တယောက်ဟာဘယင်ကတော်ကောက်သွားလို့မြို့မှာမိဖုရားကြီးဖြစ်သွားတာပေါ့မိဖုရားလည်းဖြစ်သွားရောမာနတွေထောင်ပြီးဘဝမိသွားတယ် တနေ့ဘုရင်က လာဆက်တဲ့ဇီးပီးမျိုးကောင်းတွေစားမယ်လို့တော့ဟဲ့မိဖုရားဖြစ်နေတဲ့ဘုရင်ကမေးတဲ့မောင်တော်အဲ့ဒါဇီးဘာဒီးတွေလဲအဲ့ဒီမှာတင်ဘုရင်ကဘဝမေးတဲ့မပြန်ကိုမိဖုရားအရာကရှာပြီးတောကိုပြန်ပို့လိုက်တယ်အခုလည်းမျိုးပေါ်ရောက်နေတဲ့တော်သားယဟန်တော်အတော်များများဟာဘဝမေးပြီးကိုတော်ရွာကိုပြန်ပြီးသာသနာမပြုရတော့ဘူးဘာသူရွာသားတွေခင်ဗျငယ်ပြူကိုတော်တွေပြန်မလာတော့ ဘာမှမတတ်မသိတဲ့တောထွက်ကြီးတွေပဲဆရာတော်လို့ကိုးကွယ်ရတော့တာပေါ့တောထွက်ဆိုတာများသောအားဖြင့်သာသနာကြီးပွားလို့စိတ်မရှိကြဘူးမှမစင်လက်လာဘတစ်ခုပဲရေးထားကြတာဒီတော့ចောင်းသားမရှိဘူးစာမှမတင်လေးပဲကိုအဲចောင်းသားမရှိတော့ကိုရင်လည်းမရှိကိုရင်မရှိတော့ဘယ်မှာလာပြီးရန်ရှိတော့မှာလဲရန်နဲ့အလင်းမရောမရှိရင်ဒီသာသနာအနည်းနဲ့မြန်ပေါ်ရတော့မှာပေါ့တခါကြီးလည်းမြို့မှာနေခဲ့ဘူးပါတယ်မြို့ဝလူရန်သားဆိုတာများသောအားဖြင့်သာသနာကိုအတုံးရှပစ္စည်းတစ်ခုတော့သာတန်မှုထားကြတာပါ ဘလူလို့ချင်းအတုဝချခြင်းလောက်တင်သာသနာကိုသတိရကြတာပါကိုသားသမီးကိုယဟန်တာမဏိဘောရောက်အောင်အားပေးသူဆိုတာမရှိတော့ရှားပါတယ်တချို့ဆိုရင်ပါရမီရှိလို့ကိုရင်ဘဝမြင်နေတဲ့သားကိုတော့ပညာရည်သဘောသကဖြစ်မယ်ဆိုတဲ့ဆွဆွဲခြင်းနဲ့သင်္ကန်းကိုအတင်ဆွဲရှုတဲ့မိဘများကိုတော့တခါကြီးတွေ့ဦးပါတယ်ဟဲတခါကြီးတို့တော်သားတွေကတော့တာမွေးပြီဆိုတာနဲ့ဘုန်းကြီးဖြစ်ဖို့နင်းညို့ဆုံးနဲ့ကြိုးစားတော့တာပဲအခု 3ခုနှစ်မှာမြန်မာတပြည်လုံးတန်ဃာတော်ပေါင်း4သိန်းခန့်ရှိတယ်။ဒါကြီးပြောရတယ်။အဲ့ဒီ4သိန်းထက3သိန်း9000 9000လောက်ဟာတောသားတွေကြီးပါပဲမဟုတ်မစင်။မြန်မာပြည်သားသနာကိုအသက်ဆက်ပေးနေတာတောသားတွေပါပဲမဟုတ်မစင်။မောင်မစင်ကိုအခုလိုမြို့တက်ပြီးစာရပိဒဖြစ်အောင်ယူဟာကကြောင်းနေဆရာတော်ကြီးအနစ်နာခံခဲ့ရတာပါ။သူလည်းမြို့မှာဆက်သွယ်ရှိတာပဲမဟုတ်ဘူးလား။ဒါပေမဲ့သူမနေခဲ့ရှာပါဘူး။အခုမောင်မစင်တို့အလှည့်ရောက်ပြီ။တာဝန်တည်သူတို့အတွက်တာဝန်ရှိပါတယ်။ ရဟန်းဆိုတာသာသနာရေးမှာခေါင်းဆောင်မှာကိုတဘဝတာတာယာရေးကိုကြည်ပြီးရက်ရွာသာသနာရေးကိစ္စတွေမှာခေါင်းမဆောင်သင့်ပါဘူးမောင်မစင်အခုဆိုရင်မောင်မစင်ဟာဆာဆာတန်းစာတွေကြည်ပြီးစုံစုံလိုက်ပြီးနေပြီပဲကိုရွာကိုပြန်နေပြီးတော့သာသနာပြုရင်စာမွေးချီလည်းရလောက်နေပါပြီသားမောင်မစင်ဖရာသားတော်ပြီးပြီဘုရားရှင်ကတော့လောကကိုမိမိအတွက်အတုံးမချပဲမိမိကိုယ်သာလောကအတွက်အတုံးချသောပါရမီရှင်သူတော်ကောင်းကြီးဖြစ်ပါစေလို့ တကကြီးစူတောင်းရင်းနဲ့မောင်မစင်းရဲ့တကကြီးဟိုစဘုံမင်တော်ရွာတောင်တာမြို့နယ်မန္တလေးတိုင်။ပြောတော့မပြောင်းလို့ဖြစ်တော့ဘူးဟုတ်လား။ဟုတ်ကဲ့။